ားလုံးပဲမြင်လာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးတစ်ပုဒ်ကတော့တစီရွာလို့အမည်ရတဲ့ဇလန်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်အကြောင်းလည်းမစတဲ့ငယ်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြစ်ရက်ခံချင်ပါတယ်ဟုတ်ကဲ့အကြောင်းလည်းစတင်လိုက်အောင်ရဟန်းတော်မန်နဲ့ရဟန်းတော်တိုက်တို့ကရွာတရွာနီးမှာရှိတယ်။တောအုပ်တစ်ခုအတွင်းမှာတဲထိုးပြီးတော့ဓမ္မစရိယခီးထွက်ခဲ့ကြပါလေ နောက်တနည်းမနဲ့အာယုံတက်မှာတော့ယဟန်တော်နှစ်ပါးကအမြဲတမ်းပြုလုပ်နေကြတဲ့အတိုင်းရွာတွင်းကိုဆုံးခံကြွခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီရွာကလူသူကိမဲ့နေတဲ့အလားတိတ်ဆိတ်ငြိမ်သက်နေပြီးမှအံဩဝယ်ရာကောင်းလာပါတယ်။ယဟန်တော်နှစ်ပါးရှောက်လာစင်မှာပဲရုတ်တရက်မြေကြီးတွေကလက်တစုံပေါ်ထွက်လာပြီးတော့၎င်းတို့ရဲ့ခြေချင်းဝတ်များကိုဆွဲယူလိုက်ပါတယ်။ယဟန်တော်နှစ်ပါးကထိတ်လန့်တုန်လို့ဆိုတဲ့ရက်တန်သွားပြီးတော့အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဖြူဖြော့နေတယ်။လက်တစုံကသူတို့ရဲ့ခြေချင်းဝတ်တွေကိုဆုပ်ကိုက်ထားတာကိုတွေ့လိုက်ရပါတယ်။ ၎င်းတို့ကအဲ့ဒီလေးဝက်ဆန်းကျဲတဲ့လက်များကတဆိတ်လက်များဖြစ်မယ်လို့တေချာပေါက်သိလိုက်ပါတယ်။ဒါကြောင့်သူတို့ကသတိပြန်လည်လာပြီးတော့မြစ်တာပို့ပေမဲ့တရေလက်တွေကမလွတ်ပါဘူး။ဒါအပြင်၎င်းတို့ရဲ့ခြေချင်းဝက်များကိုအားဖြင့်ဆွဲယူလိုက်ပြီးတဖြည်းဖြည်းနဲ့မြေကြီးထဲကိုနှိမ့်ယူလာပါတော့တယ်။ဆရာတော်ဘာတွေဖြစ်နေရလဲ။တပည့်တော်လည်းမသိဘူးဆရာတော်။အဲ့ဒါနဲ့ဆရာတော်နှစ်ပါးကသတိပြန်ဝင်လာပြီးတော့ဂါထာများကိုရွတ်ဆိုပါတော့တယ်။ သူတို့ကမြေကြီးပေါ်မှာရှော့ကြပြီးတော့တစေများနဲ့အတူ တွင်းထဲကို ကြလူနေပါဖြစ်နေပေမဲ့ချက်ချင်းပဲဂါထာကိုရွတ်လိုက်တော့သူတို့ရဲ့ခန္ဓာကိုယ်ကနေရွှေရောင်လင်းတန်းများထွက်ပေါ်လာပြီးတော့သူတို့ရဲ့ခြေချင်းဝတ်များကိုဆုပ်ကင်ထားတဲ့တစေလက်များကအပူဒဏ်ကိုမခံနိုင်တော့ပဲချက်ချင်းပြန်လှုပ်ပစ်လိုက်ပါလေယဟန်တော်နှစ်ပါးကလည်းခက်ခက်ခဲခဲနဲ့ထားရလိုက်နိုင်ပြီမဲ့အဲ့ဒီတစေကတော့ဖုန်ကြီးနှစ်ပါးကိုလှုပ်ပေးရန်ဆန္ဒရှိဖို့မရပါဘူး၎င်းကသူမြုပ်နှံထားတဲ့တွင်းထဲကနေထလာပြီးတော့ ခန္ဓာကိုယ်ကတစ်သားကဲ့သို့တောင်တင်းနေပြီးမျက်နာကလည်းဖြူဖြော့နေပြီးတော့မျက်လုံးများကနီးရဲနေကသွားများကလည်းချွန်ထက်နေပါလေအရှင်ဖျားတို့ဒီရွာကိုဘာကြောင့်ရောက်လာကြတာလဲဆရာတော်တို့ကဒီအနီးတစ်ဝိုက်မှာတဲထိုးပြီးတော့တရားကျင့်ကြံနေတာပါရွာတရွာရှိတယ်လို့မြင်လို့အမြဲတမ်းဆုံးခံထွက်နေကြတိုင်းဆုံးခံလာတာပါဆရာတော်တို့နားလည်မှုလွဲနေပြီဒီနေရာကလူတွေရဲ့ရွာမဟုတ်ဘူးတဆေတည်းရဲ့ရွာဖြစ်တယ် တင်တို့ဒီရွာလေးကိုခြေချမိတာနဲ့တပြိုင်နက်ပြန်ထွက်လို့မရတော့ဘူးဆိုတာသိပါသလားတင်တို့ရဲ့သွေးကငါတို့လူအပ်တဲ့အရာဖြစ်ပါတယ်မင်းတို့အာကုတုံမပြူပါနဲ့တော့ဒီလိုမှမဟုတ်ရင်မင်းတို့ကတဆေပုံမှာကြာရှည်စွာကြာရောက်နေလိမ့်မယ်ငါတို့ကမင်းတို့ကိုမယုံဘူးအာကုတုကုတုဆိုတာအမှန်တကယ်မရှိဘူးငရဲနဲ့နှက်ပြီဆိုတာလည်းအကြောင်းပြချက်တစ်ခုပဲကောင်းချင်းဆိုးချင်းဆိုတာလည်းမရှိဘူးအဲ့ဒီတဆေကသူ့ရဲ့ချွန်ထက်တဲ့လက်သေးများကိုထုတ်ပြီးတော့ယဟန်တော်မှန်ရှီယာကိုချက်ချင်းပဲခုံဝင်တိုက်ခိုက်လိုက်ပါတယ် အဲ့ဒီတစေကဆရာတော်မန်ရဲ့လက်ထဲကတပိတ်ကိုဆွဲယူပြီးတော့ကျမ်းမြင်ပေါ်ကိုပြစ်ချလိုက်ပါတယ်။ဒါအပြင်သူ့မှာရှိတဲ့ဆွမ်းအားတွေကိုအသုံးပြုပြီးတော့တပိတ်ကိုအပိုင်းပိုင်းဆဆဖြစ်အောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကယဟန်တော်မန်ရဲ့သွေးကိုစုပ်ယူရန်အတွက်ခုံဝင်ပြီးတော့ကြိုက်လိုက်ပါတော့တယ်။ဒါပေမဲ့ဘလူပဲကြိုက်ကြိုက်ကြိုက်လို့မရခဲ့ပါဘူး။သူ့ရဲ့သွားများပြန်ကျိုးကုန်ပါတယ်။အဲ့ဒါကြောင့်တစေကနာကျင်မှုကြောင့်အော်ဟစ်နေရပါတော့တယ်။အရှင်ဖေဟာ တဆင်ရဆရာတော်ဖျားကိုဘာလို့မကိုက်နိုင်တာလဲတပည့်တော်လူဝဲကြောင်တော့ကကိုခန့်ပညာကိုသင်ယူခဲ့ပြီးတော့ဒုတ်ပြီးဓာပြီးစေးထိုးထားလို့ပါဒါကြောင့်သူမကိုက်နိုင်တာဖြစ်ပြီးတော့သွားရီတောင်ချိုးကုန်တာပါအဲ့ဒီချိန်မှာလူငယ်တအူးကရွာတွေကနေပြေးထွက်လာပြီးတော့ယဟန်တော်များစီကိုအကူအညီတောင်းပါတော့တယ်အရှင်ဖျားတို့တပည့်တော်ကိုလည်းကူညီပါဦးတပည့်တော်ဒီထဲကိုလမ်းမပြီးရောက်လာတာပါတဆီတွေကတပည့်တော်ရဲ့သွေးကိုစုပ်ယူဖို့အတွက်ဖမ်းထားတာပါအေးကောင်းပြီကိုတော်တို့လည်းလမ်းမပြီးရောက်လာတာပါတူတူထွက်သွားကြရအောင် အဲ့ဒီလူငယ်ကခေါင်းညိန်ပြီးတော့ယဟန်တော်နှစ်ပါးနောက်ကနေလိုက်ပါသွားပါတော့တယ်။ခြေလန်းနေငယ်လှမ်းပြီးတော့မှတော့သူက သူ့ရဲ့အစ်စ်မှန်တရုတ်ကိုပြတာလိုက်ပါတော့တယ်။သူကယဟန်တော်တိုက်စီကိုခုံဝင်ပြီးတော့သူ့ရဲ့လက်ထဲကတပိတ်ကိုဆွဲယူလိုက်ပြီးမြေကြီးပေါ်ကိုပြစ်ချကအပိုင်ပိုင်ဆက်ဆက်ဖြစ်အောင်ပြုတ်လုလိုက်ပါတော့တယ်။ပြီးတာနဲ့သူ့ရဲ့သွားတွေကိုထုတ်ပြီးတော့ဆရာတော်တိုက်စီကိုခုံဝင်ပြီးတော့တိုက်ခိုက်လိုက်ပါတော့တယ်။ဒါပေမဲ့ဆရာတော်မန်ကသူ့ရဲ့ရှေ့ကနေတားဆီးလိုက်တဲ့အတွက်ကြောင့်သူကဆရာတော်တိုက်ကိုမကိုက်မိပဲ ဆရာတော်မန်ကိုပဲကိုက်မိတော့ပါတော့လေဒါပေမဲ့အရင်ကဲဆိုပဲကိုက်လို့မရပါဘူးသူကကိုက်ပြီးတော့ဆွဲနေပြီမဲ့သူ့ရဲ့သွားတွေကကျိုးပဲ့ကုန်ပြီးတော့အရင်တစီလိုပဲနာကျင်စွာခံစားနေရပါတော့တယ်ဒါကြောင့်ယဟန်တော်နှစ်ပါးကလည်းတစီရွာကနေအမြန်ဆုံးထွက်ခွာလာခဲ့ပါတယ်ဆရာတော်ဖျားဆရာတော်ဖျားသာမရှိရင်တပည့်တော်တော့တစီတွေတွေးဆုပ်တာကိုခံလိုက်ရမှာပဲကိစ္စမရှိပါဘူးအစကတည်းကသူ့လေဘေးမှာကိုက်ရတွေ့တော့တပည့်တော်လည်းတန်တရားဝင်နေတာပါ သူလဲတဆီရီရဲ့သွေးဆုပ်ယူတာကိုခံရပြီးတော့တဆီတကောင်ဖြစ်သွားပြီလို့ထင်လိုက်တယ်။ရဟန်းတော်နှစ်ပါးကလည်းတဆီရွာရဲ့နေမိကနေပြီးတော့အနှဲငယ်ဝေးကွာလာပြီးတော့နောက်မှတော့နောက်ကိုပြန်လှည့်ကြည့်လိုက်ပါတော့တယ်။အဲဒီအခါမှာတဆီများကနာကျင်စွာညီးသွားနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။တဆီရွာတရှိရာမြေပြင်ကနေအပူငွေများထွက်ပေါ်လာတဲ့တော့ကြောင့်တဆီများကတွင်းထဲကနေမနေနိုင်တော့ပဲအပေါ်ကိုခုန်တက်လာကြရပါတယ်။တဆီနှစ်ကောင်ကမျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာတော့မြေကြီးပူလာရခြင်းအကြောင်းရင်းက မင်းကြောင့်ဖြစ်တယ်ငါကြောင့်ဖြစ်တယ်ဆိုပြီးတော့အပြန်အလှန်ဖြစ်တင်ကြပါတော့တယ်နောက်ဆုံးမှာတော့ဘသူကမှအလျှော်မပေးတာကြောင့်ရံဖြစ်ကြပါတော့တယ်ဆရာတော်မန်ဒါကဘာလို့ဖြစ်နေရလဲတစိနှကောင်ကတဝဲတော်တို့ရဲ့တပိတ်တွေကိုဖျက်ဆီးခဲ့ကြတာလေရှေးရိုးရာယူဆအရကတော့တပိတ်တွေကဖုန်ကြီးเจ้าမှမရှိဘဲနဲ့တခြားနေရာမှာရှိပါကအဲ့နေရာမှာစိတ်ဆင်းရဲစရာရံဖြစ်စရာကွဲကွာစရာနေရာဖြစ်လာစေတယ်တဲ့ဒါကြောင့်အောက်လန်းစရာတွေအထက်လန်းစရာတွေကပြက်စီးသွားတဲ့တပိတ်ကိုယူပြီးတော့ တိမ်ဝင်တပိတ်ခွဲအနေနဲ့အသုံးပြုကြတာတို့အောက်လန်းဆရာတွေဆိုရင်မကောင်းကျန်လို့တဲ့လူတွေရဲ့အိမ်အောက်မှာပြုတ်နှံကြတာတို့အသုံးပြုကြတယ်လေအဲ့ဒီလူတွေစိတ်ဆင်းရဲပြီးတော့စီးပွားရေးပြက်အောင်လုပ်ကြတာပေါ့ဒါကတစီရီရဲ့ကံကြမ္မာပဲထင်ပါတယ်ဆရာတော်တို့ရဲ့တပိတ်ကိုဖျက်ဆီးခဲ့လို့သူတို့ကိုယ်တိုင်လည်းကွဲကွာပြီးတော့စိတ်ဆင်းရဲနေရတယ်ဒါပေမဲ့တစီရီကဘာကြောင့်တပိတ်ကိုဖျက်ဆီးဖို့ရွေးချယ်ခဲ့ရတာလဲတပိတ်ကယဟန်တော်ရဲ့ပရိခေယဖြစ်ပေမဲ့သူတို့ကတော့မကြိုက်ကြလို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်မှာပါ တက်စီနှစ်ကောင်ကရံဖြစ်နေတဲ့အတွက်ကြောင့်တက်စီရွာမှာရှိတဲ့တခြားတက်စီတွေကလည်းအုပ်စုများကွဲသွားပြီးတော့အမျက်ဒေါသနဲ့တဦးကိုတဦးတိုက်ခိုက်နေကြပါတော့တယ်။နောက်ဆုံးမှာတော့နှစ်ဘက်စလုံးကအပူဒဏ်ကိုမခံနိုင်တဲ့အတွက်ကြောင့်အဲ့ဒီအပူကသူတို့ရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာပြီးတော့တက်စီတကောင်စီရဲ့ခန္ဓာကိုယ်ကပျက်စီးပြီးပြိုကွဲသွားပါတော့တယ်။အပူငွေများပြည့်နေတဲ့မြေပြင်ကလည်းခြောက်သွေ့သွားပြီးကွဲအပ်သွားပါတော့တယ်။အလွန်စိတ်မကောင်းစရာကောင်းလာပါတယ်။ရဟန်းတော်မန်ကရေ ကတိုင်းကိုကျင့်ကြံအောင်မြင်တဲ့သူဖြစ်တာကြောင့်တနာကျင်တာစီဖြစ်လာပြီးတော့အဲ့ဒီရွာမှာမိုးရွာရန်ဆူတောင်းပေးခဲ့ပါတယ်။မိုးအတန်ကြွာရွာသွန်းပြီးတဲ့နောက်မှာတော့မြေပြင်ကဆူဆွတ်လာပါတော့တယ်။မကောင်းတဲ့မှုပညာများကိုလည်းစေကြောတန့်စင်ပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်။ပူပြင်းခြောက်သွေးတယ်မြေပြင်ကအသက်ဝင်လာပါတော့တယ်။အံဩစရာကောင်းတာကတဆေများရဲ့ပျက်စီးနေတဲ့ခန္ဓာကိုယ်ကပြန်လည်ပေါင်းစည်းလာခြင်းပဲဖြစ်ပါတယ်။အခုတော့သူတို့ကတဆေများမဟုတ်တော့ဘဲတာမန်ရွာသားများကဲ့သို့ဖြစ်သွားပါတော့တယ်။သူတို့ကယဟန်တော်နှစ်ပါးကိုတွေ့တဲ့အခါမှာတော့ယိုသေးစွာရှက်ကိုလိုက်ပါတယ်။ အရှင်ဖျားတို့နှစ်ပါးကိုတပည့်တော်တို့တောင်းပန်ပါတယ်တပည့်တော်တို့ကအရှင်ဖျားတို့ကိုစော်ကားမိတာပဲဖြစ်ဖြစ်အသက်အန္တရာယ်ကိုထိခိုက်စေမိတာပဲဖြစ်ဖြစ်တောင်းပန်ပါတယ်ကိစ္စမရှိပါဘူးတကားတို့ဆရာတော်တို့ကပြစ်မိပါဘူးဒါပေမဲ့တကားတော်တို့ကဘာကြောင့်တစေတွေဖြစ်သွားတာလဲဒီလိုဖြစ်တာပါဆရာတော်ဒီတစေတွေကကျွန်တော်တို့ဘိုးစဉ်ပေါင်ဆက်ကနေပြီးတော့ကိုးခွေလာတဲ့တစေများဖြစ်ကြပါတယ်ဒါပေမဲ့သူတို့ကိုအလွန်အကျူကိုးခွေလာတဲ့ခါမှာတော့သူတို့ကစွမ်းအားတွေပိုးပြီးကောင်းလာပြီးတော့ကိုးခွေသူတွေရဲ့ ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုထိ ंछ ုပ်ပြီးတော့သူတို့ရဲ့ပုံစံမျိုးဖြစ်သွားတာပါ။ယဟန်တော်များဒီနေရာကိုကြွားရောက်လာတဲ့အခါမှာတော့ပြက်စီးသွားတယ်။တပိတ်ကတဆေများကိုကွဲကပြီးတော့တဦးနဲ့တဦးတိုက်ခိုက်စေတဲ့မှုန်ဆန်တဲ့အရာဖြစ်လာခဲ့ပါတယ်။မြေကြီးကနေမိတော့တွေဖြစ်လာပြီးတော့မကောင်းမှုတွေအလုံးကိုဖြက်စီးပြစ်လိုက်ပါတယ်။တဆေများရဲ့ဝိညာဉ်များပြက်စီးသွားတဲ့အခါမှာတော့မိုးရွာသွန်းပြီးတော့အညစ်အကြေးများကိုဆေးကြောပေးပြီးအစာပြုခြင်းအသစ်များပြန်ဖြစ်လာပါတော့တယ်။အပူဒဏ်ကြောင့်ပြက်စီးသွားတဲ့ခန္ဓာကိုယ်များကို အေးတဲ့ရည်နဲ့ပြန်လဲကူးတာပြီးတဲ့ခါမှာတော့ကျွန်တော်တို့ရအသက်တွေပြန်လဲရရှိခဲ့တာပါတကယ့်အသက်တွေကိုတဆေတွေကထိန်းချုပ်ခြင်းမရှိတော့ပါဘူးအင်းဒကာတို့အသက်ပြန်လဲရရှိခြင်းကဒကာတို့ဘဝတလျှောက်လုံးမှာဒုက္ခရောက်နေတဲ့သူဒါမှမဟုတ်တေလူမျိုးပါဖြစ်နေတဲ့သူတွေကိုကယ်တင်ပေးခဲ့ခြင်းကြောင့်ဖြစ်နိုင်ပါတယ်အဲ့လိုမျိုးကုသကောင်းမှုမျိုးလုပ်ခဲ့ဘူးလားဟုတ်ပါတယ်အရှင်ဖေလွန်ခဲ့တဲ့နှစ်များစွာကစစ်ဘေးထံကနေလွတ်မြောက်အောင်ရွာကိုပြေးလာတဲ့ဒုက္ခရောက်နေတဲ့သူတွေရှိပါတယ်ကျွန်တော်တို့ကသူတို့ကိုစောင့်ရှောက်ပေးပြီး အစာအသောက်တွေနေထိုင်စရာတွေနဲ့ဒဏ်ရာတွေကိုကူတာပေးခဲ့ပါတယ်သူတို့တက်တာတော့တဲ့ခါမှာဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ်ဩဒီလိုကောင်းမှုကိုတက္ကသိုလ်ကလုပ်ခဲ့တာကိုဒါကြောင့်ဒီကောင်းမှုကတက္ကသိုလ်ကိုအသက်ပြန်လေရရှိစေခဲ့တာပါတက္ကသိုလ်ကတခြားသူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့တက္ကသိုလ်ကသစီတွေကိုကိုးကွယ်ခဲ့တဲ့အကြောင်းမကောင်းမှုရဲ့အကျိုးဆက်ကိုလည်းခံစားခဲ့ရပါတယ်အခုတက္ကသိုလ်ကသစီတွေကိုကိုးကွယ်တာကမလုံတဲ့အရာဖြစ်ကြောင်းသိပြီမလားအဲ့ဒီအခါ ရွာသားများကမြေဦးနဲ့သပိတ်အစ်စ်များပြုတ်လို့ပြီးတော့ဆရာတော်နှစ်ပါးကိုဆက်ကတ်ကြပါတော့တယ်။၎င်းကကောင်းမှုများပြုတ်လို့ရင်အလျင်မြန်လုပ်နေကြပါတယ်။ဘာလို့လဲဆိုတော့သူတို့အသက်ပြန်လဲရရှိပြီးနောက်အချိန်နှင်းငယ်သာကြံနေတော့ကြောင့်ဖြစ်ပါတယ်။၎င်းတို့တဆေများကိုကူးဝဲခဲ့တဲ့အာကုတို့ကြောင့်သူတို့ရဲ့တက်တန်းကတိုးတောင်းမှဖြစ်ပါတယ်။သူတို့ကနောက်ဘဝမှာပိုပြီးကောင်းမှုနဲ့ဘဝကိုရရှိဖို့အတွက်ကောင်းမှုတွေကိုအမြန်ဆုံးပြုလုပ်ရမှာဖြစ်ပါတယ်။တင်းတို့ရောအဲ့လိုမျိုးတဆေရွာတွေကြက်ရွာတွေရှိရဆိုတာယုံကြည်ပါသလား။ အောက်မှာ comment လေးတွေရေးခဲ့ပြီးပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ season 20ဆက်နေမှုကိုဒီမှာပဲရန်အောင်ပြပါခင်ဗျာကျွန်တော်တို့ season 20ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအတစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြင်တဲ့ရခင်ကျင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်